မြတ်စွာဘုရားမပွင့်ခင်တော့မင်္ဂလာရှိဖို့ဆိုပြီးတော့သူကအမျိုးမျိုးကြံစားစိတ်ကူးကြမင်္ဂလာဆိုတာကောင်းကျိုးချမ်းသာတွေရပြီးအရာရာအောင်မြင်တာကိုမင်္ဂလာလို့ခေါ်ဒါတော့လူတိုင်းလူတိုင်းဟာအောင်မြင်ခြင်းနဲ့ကြီးပွားခြင်းနဲ့အောင်မြင်ကြီးပွားမှုဟာလူတွေရဲ့အလိုရှိအဆုံးအရာဖြစ်တာပေါ့နော်အဲ့ဒါကိုမင်္ဂလာဆိုတဲ့စကားလုံးနဲ့ဟောပြတယ် မင်္ဂလာရှိရယ် auspicious auspicious မင်္ဂလာရှိတယ်စိတ်ရှိတယ်ဆိုတာအဲ့ဒီအသေးသေးတွေကိုဖော်ဆောင်တဲ့အခါအပြင်အာယုန်တွေကိုပဲချိန်ဆုံးချမှုပေးကြအပြင်ဆိုတာမျက်စိနဲ့မြင်ရတဲ့အရာတွေနားနဲ့ကြားရတဲ့အရာတွေနှာခေါင်းနဲ့ကနမ်းရှုလို့ရတယ်အပြင်ဘက်ကပြင်းနေပါဘာလို့ external နဲ့ external condition အဲ့ဒါလေးကိုကောင်းတာနဲ့တွေ့မင်္ဂလာရှိတယ်ကောင်းတာမြင်မင်္ဂလာရှိတယ်ကောင်းတဲ့ဆံချာမင်္ဂလာရှိတယ်ဒီလိုပဲအပြင်ဘက်ကိုလူတွေအာရုံစိုက်လာကြတယ်ဒီကလေးချီအဲ့ဒီအာရုံစိုက်မှုဟာရောဘာပြီးမသွားသေးဘူးအပြင်မှာပဲလူတွေရဲ့စိတ်အာရုံထားကြတာများတယ်နော်ဘာလို့လဲဆိုရင်လွယ်ကူတာလဲအပြင်ဘက်ပဲသူ့ရဲ့စိတ်ကအပြင်ဘက်ပဲသွားနေတာများတာ ောက်ဆုံးမှဘာသာတရား၉ဝေဒတောင်းပါပြင်ဘက်ကတကူရှင်ကြီးတွေကောင်းကင်ဘုံကဖန်ဆင်းရှင်တွေဒီလိုပဲကိုယ်ပဲသွားနေကြတာသူတို့ရဲ့အစွမ်းတကူတွေနဲ့တို့ချမ်းသာလိမ့်မယ်ရှိဝဥစ္စာတိုးတက်လိမ့်မယ်လို့ဒီလိုမျှော်လင့်ချက်ချီးစွမ်းတဲ့လူတွေကလောက်ကြတာခုမှမဟုတ်ရှင်းရုံနဲ့ဆိုင်အလုံးလုံးအဲ့ရသဗျာကိုယ့်နဲ့အခါကြတော့ဗျာအဲ့ဒီအပြင်ဘက်က အကျိုးသက်ရောက်မှုဆိုအမှန်တမ်းမနဲတယ်အပြင်ဘက်ကအကျိုးမသက်ရောက်တာတော့မဟုတ်ဘူးဥပနိဒေယပစ္စယောလို့မြတ်စွာဘုရားဟောတာပနိဒေယပစ္စယောအပြင်ဘက်ကအကျိုးသက်ရောက်မှုဆိုတာဘဝမရှိဘူးတော့မဟုတ်ဘူးဒါပေမဲ့အဆုံးချက်ပေးနိုင်တဲ့အကျိုးသက်ရောက်မှုမဟုတ်ဘူးဆိုတော့ရာတိဥဒုစာဒါအပြင်ကဟာပဲပေါ့နော်ကိုယ့်ရဲ့ပတ်ဝန်းကျင်စွာတွေလည်းအပြင်ကအရာတွေပဲပေါ့အပြင်ကအရာနဲ့ဆက်သွယ်ပြီးတော့ တကယ်ဖွင့်ပြောအောင်တိုးတက်အောင်ခိုင်မာအောင်ကြိုးစားရမှာအတွင်းမှာဖြစ်တယ်ကိုယ်စိတ်လူတိုင်းလူတိုင်းမှာဟိုစံခိုင်တဲ့စိတ်ဓာတ်တို့မုံမြတ်တဲ့စိတ်ထားတွေဓာတ်တွေကိုတိဆောက်ရမှာကိုလူတွေကမေ့ပြီးတော့အပြင်ဘက်ကိုအားကိုးတယ်တစ်ချိန်လုံးအဲ့ဒီဘက်ကိုဥလှဲ့ပြီးတော့လာဖျက်ပွင့်နေတဲ့အခါကျတော့ဒါမဟုတ်ဘူးအဲ့ဒီအပြင်ဘက်တွေကြီးကရတဲ့အကျိုးကျေးဇူးဆံအတ္တမနဲ့တယ် မြ ాయి မရနိုင်ဘူးတကယ်စွာဤတတ္တိတွေဟာအတွင်းမှာရှိတယ်ဆိုပြီးတော့ tradition ပြောင်းပေးတဲ့သဘောပဲနော်ပြောင်းပေးလိုက်ပြောင်းပေးလိုက်တော့တကယ်စွာအားဟာကုသနာပဲရှိရှိဘတ်တုတ်တဲ့ပုစာလည်းကုသနာပဲရှိတယ်ဆိုပြီးတော့အတ္တဟိအတ္တနောနာတော့ကိုယ့်ကိုယ်ချိုးအကောကကိုယ့်ကိုယ်ချိုးတာဒါဘုရားကဒီအမှန်အကန်အတွင်းအားနဲ့အပြင်အားနှစ်ခုချိန်ဆက်လို့ အတွင်းအားဟာပို့ပြီးတော့အရေးကြီးတယ်တကယ်တော့လေတေချာစဉ်းစားကြည့်ရင်ဒီကနေ့ခေတ်မှာတေသေးချာချာစဉ်းစားရင်မှန်တယ်လူတွေဟာသဘာဝတရားတွေကိုချုပ်ကင်လာနိုင်တာအတွင်းအားကြောင့်ချုပ်ကင်နေကိုယ်တော်ကသဘာဝတရားတွေကိုရှုံးပေးနေဟိုကပဲပင်လေကြီးကိုဖြတ်ကူးဖို့ဆိုတာအမှန်တမ်းခက်ခဲတယ်အခုခေတ်ကျတော့လူတွေရဲ့ဉာဏ်စွမ်းနဲ့ပင်လေကြီးလည်းချုပ်ကင်နိုင်တဲ့အနေအထားရှိတယ်။ကောင်းရင်လည်းချုပ်ကင်နိုင်တယ် ဒါအတွင်းစားအားရဲ့စွမ်းရည်တတ္တိဟာဘလောက်ကြီးမားလဲဆိုတာသင်ရှားလာနော်အပြင်ကတော့ခြေပြတ်နေစွမ်းအားတွေများတယ်ဒါမှန်နေအလုံးကိုလှုပ်ချုပ်ကင်ထားသလိုကြီးမားတယ်စွမ်းမိုးတယ်တော့လူတွေကများတော့အချင်းအကျောက်ပြီးတော့အရှုံးပေးရတဲ့သဘောမျိုးတွေဖြစ်လာအဲ့ဒီမှာမြတ်စွာဘုရားအတွင်းအားရဲ့စွမ်းရည်တတ္တိကိုစတင်ပြီးဖော်ထုတ်ပြီးကိုကိုယ်တိုင်လေးတရားဓမ္မရှင်းသုံးပြီးအသိဉာဏ်တွေရလာတဲ့အခါ ဒီအတိကျံရဲ့ဆွမ်းအားပူချီးမာတယ်လို့ဆိုပြီးတော့ဟောပြောလာခဲ့တာ။ဒါကြောင့်မို့မင်္ဂလာတောက်ပါဆိုလို့ရှိရင်အားလုံးအပြင်ရောအတွင်းရောနှစ်ခုချိုးကြပေါင်းဆက်ဖို့အတွက်မင်္ဂလာတောက်မှာဟောထားတာအသေးဝနာစပါဠနာပဏိတန်င်းစသေဝနာဆိုတာဒါအပြင်ကဒီပေါင်းတဲ့ဟာလူဝါရောက်လာရင်အရေးကြီးတယ်ဆိုတဲ့အကြောင်း မကောင်းတဲ့မကောင်းတဲ့အပေါင်းတွေနဲ့ရောက်ရင်အဲ့ဒီ line နဲ့ဝင်သွားပါတော့။ကောင်းတဲ့အပေါင်းတွေနဲ့ရောက်မှအတိညာရှိတဲ့ပုဂ္ဂိုလ်တွေအတိုင်းဝန်ရောက်ရင်ဒီအတိညာနဲ့အရာရာကိုဆုံးဖြတ်သွားနိုင်တယ်ဆိုတော့အရေးအကြီးဆုံးဒီလူ့ဘဝရလာတဲ့ခါမှာအပေါင်းတွေဆက်ဆံကြရကြီးပွားတုတ်တဲ့ဖို့အတွက်ဝင်ပေါင်းကြီးပဲလို့ဆိုအဲ့ဒီကနေစဟောတာ။နောက်ပိုင်းကဟောတာတွေကြတော့ကုံလုံးအတွင်းအားတွေကြီးပဲလာတာဖြည်းဖြည်းချင်းတက်လာပြီတော့နော်။တပောစပြမ္မာစရိယံစ အရိယသစ္စာနာထတနာဆိုနောက်ဆုံးတကယ်ကိုအမှန်ကိုသိရမယ်ဆိုဟာဟောတာလေးကြတာအတွင်းအားလေးဖြစ်သွားအဲ့တော့မင်္ဂလာဆိုတာဟာတကယ်အရေးကြီးတာတော့ကိုယ့်ရဲ့စိတ်ဓာတ်ဒီဒီရင်းချက်အမှားလောက်အောင်ဆောင်ရွက်လုပ်ကင်ပေးခြင်းမျိုးဖြစ်တယ်အဲ့တော့မင်္ဂလာရှိအောင်နေရာအတိတ်တွေတိုက်အတိတ်တွေနေရာသစ်ပါမိမိတို့စတင်နေထိုင်ပြီးဆိုတဲ့အခါမှာလှုပ်တဲ့လှုပ်ထိုက်တာကိုလည်းမျက်စောပြရတာ ဟောကြားပြီးတော့ပြီးတယ်။ရှင်းတော့ကတော့ခုနကအပြင်ဘက်ကအခြေအနေတွေကိုကြည့်ပြီးတော့မင်္ဂလာရှိတယ်။အချိန်ခါတွေတို့လက်ခတ်တွေတို့ဓာတ်တွေကိုကြည့်ပြီးတော့အဲ့ဒီရဲ့စွမ်းအားတွေကိုယူပြီးတော့မင်္ဂလာရှိဖို့ကြိုးစားကြ။လက်ဆောင်ပြားကအဲ့ဒါတွေကဒီလောက်ကြည့်အေးမပါဘူး။အေးပါတာကတော့ကိုယ်စိတ်ပဲ။ကိုယ်စိတ်ကရည်ချီဆုံးပဲဆိုပြီးတော့အခုလို့တိုက်တဲ့နေရာတဲ့မှာနေထိုင်ကြပြီဆိုလို့ရှိရင်လက်ဆောင်ပြားဘာလို့ခိုင်းတာလဲဆိုတော့ ဒီယတမိပတိသိကပ္ပန္တိဝါတံပန္နိတသာတိယောစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ပန္နိတသာတိလို့ခေါ်တယ်စဉ်းစားဉာဏ်ရှိတယ်သူများယုံတဲ့အတိုင်းသူများပြောတဲ့အတိုင်းအစင်လာရှိတဲ့အတိုင်းလိုက်လုပ်တာမဟုတ်ဘူးဟုတ်လုပ်တဲ့နဲ့မလုပ်တဲ့မူကိုယ့်အကိုကိုယ်အုံနှောင်းနဲ့ကိုယ်ဆုံးဖြတ်တယ်အဲ့ဒါမျိုးပဏိတသတိတခါတခါလူတွေထဲမှာဒါမျိုးရှိတတ်တယ်လေသူကစဉ်းစားတယ်ဘာဖြစ်ဖြစ် ။ကိုညာလို့တာလိုက်မလို့ဘူး။ဒါလို့ရင်ကောင်းလားမကောင်းဘူးလား။ကိုညာနဲ့ကိုဘကိုစဉ်းစားရတယ်။အဲဒီလိုစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာနေရာသေးတစ်ခုကိုနေကြတော့မယ်ဆိုလို့ရှိရင်သူကဘာလို့လဲဆိုရင်ကိုယ့်ရဲ့စိတ်ထားဖြူစင်မှုနဲ့ကိုယ့်ရဲ့ဆုံးလုံးမှုဆိုတာကိုရှေးဥစွာဖော်ပြခြင်းဖြင့်ကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာကောင်းမြတ်တဲ့တရားတွေကိုဖြစ်ပေါ်လာစေတယ်။ သာမုယတမိန်တိတိကပင်တိပွာတံပဏိတသာတိယောကိုနေတဲ့နေရာမှာအဲ့ဒီလိုနေမယ်ဆိုတဲ့အခါမှာတဲ့ဘာလို့လဲဆိုရင်ကိုယ်စိတ်ထဲမှာချီနူးမဲ့အကျင့်ကောင်းတဲ့ပုဂ္ဂိုလ်တွေမြင့်မြတ်မဲ့ပုဂ္ဂိုလ်တွေသူတော်စင်တွေကိုပင့်ပင့်ပြီးတဲ့အခါကျတော့သုံးမဩဝါဒကိုနာယူမယ်သူတို့စီကအကျင့်ကောင်းဉာဏ်ကောင်းတွေကိုယူပြီးတော့သူတို့ကိုဒါနကောင်းမှုပြုလုပ်ပြီးတဲ့အခါမှာ သီလဆောက်တည်မယ်သူချင်းသီလဒါအတွင်းစွမ်းအားတွေတိုးတက်အောင်လုပ်တဲ့ပုံပဲเนาะသစ္စာတွေတိုးတက်လာသီလတွေဆောက်တည်မယ်ကိုချင်းတရားတွေကောင်းအောင်ကြိုးစားမယ်ဌာနကောင်းမှုတွေလုပ်တယ်အဲ့ဒီကုသိုလ်ကောင်းမှုတွေကိုကိုယ့်အင်းရဲ့ပတ်ဝန်းကျင်မှာမြင်ရတဲ့တတ္တဝါပဲဖြစ်ဖြစ်မမြင်ရတဲ့တတ္တဝါပဲဖြစ်ဖြစ်ကိုယ်နဲ့အတူနေကြတာကိုယ်နဲ့အတူနေကြတာဆိုမမြင်ရတဲ့တတ္တဝါတွေကလည်းကိုယ်နဲ့အတူလာနေတာတွေရှိတာပေါ့ အဲ့ဒါကိုပဲကိုစောင်းနဲ့လို့ခေါ်ကြတာပေါ့တကယ်ကတော့ကိုယ်စောင်းဖို့ဆိုပြီးဂျူတီချထားတာတော့မဟုတ်ဘူးပေါ့သူလည်းတတော်တော်ဘူးပဲအိမ်စောင်းနဲ့ဆိုရတယ်ဒီအိမ်ကိုမင်းစောင်းဆိုပြီးတော့ဂျူတီချထားတာမဟုတ်ဘူးပေါ့ကိုနဲ့အတူလာဖြစ်တာပေါ့သဘောပါ အတူနေပေါ့နော်အတူနေမှာကိုနဲ့မြင်ရတာရှိတယ်မမြင်ရတာရှိဟိုတိရစ္ဆာန်တွေပဲဆိုရောက်လာကြတာပဲလေစာအုပ်တစ်ခုစောင်းရင်ဟုတ်ကောင်လေးတွေပါလေးတွေဆိုကိုရောက်လာကြဒါအတူနေနေဖြစ်လာတာပဲပေါ့သူလည်းလာနေတာပဲပေါ့ ဲ့လိုလာနေတာလေးတွေနဲ့ရှေးဥစွာမိတ်ဖွဲ့ဖို့လိုတာပေါ့အားလုံးဟာတူမေတ္တာတူမှဆိုလို့ဖြစ်အောင်မြတ်စွာဘုရားအဲ့လိုကုသကောင်းမှု လုပ်ပြီးတဲ့အခါမှာအစွမ်းတကူရှိတဲ့ကိုယ်နဲ့မမြင်ရတဲ့နတ်တွေပါတယ်ဆိုတာကိုနေတဲ့ဆောက်ဦးနာမှာသူတို့လည်းဘုံဘိမှန်နဲ့လာနေလေးရှိကြတယ်ပေါ့သူတို့နေစရာတခုအနေနဲ့ဖြစ်ပေါ်တယ်အဲ့တော့သူတို့နေတာနဲ့လူတွေနေတာနဲ့ကတော့အနောက်အရှက်တခုမှမဖြစ်ဘူး သူတို့ကလည်းသူတို့ကံရဲ့အကျိုးပေးမှုကြောင့်သူတို့နေစရာဘုံဘိမှဆိုသူကသူသူတို့အแทမှာတော့စိတ်ဖန်တီးထားတဲ့သဘောမျိုးကံကြမ္မာဖန်တီးထားလူတွေရဲ့မြင်ကွင်းမှာမရောက်ပေမဲ့လို့လူတွေရဲ့မြင်ကွင်းမှာတော့တာမန်အာကိုပဲလူကမြင်လို့ရတယ်သူတို့ဘုံဘိမှနေပါတယ်မမြင်ရဘူးပေါ့ဆိုအာလူကြီးပြည်နာကအာလောကဘီလူကြီးနေတယ်ဆိုတော့ညောင်မင်းကြီးမှာရှိအဲ့ညောင်မင်းကြီးအောက်ဒီလိုပဲသွားနေကြတာညောင်မင်းကြီးကဝင်နေသွားကြတယ်လာကြတယ်ဖြတ် ဆိုတော့အဲ့ဒီညာဝင်ကြီးအောက်မှာအာလောကရဲ့ဗိမာန်ကြီးရှိတယ်ဆိုတာတော့တမန်ပုဂ္ဂိုလ်တွေကမြင်လည်းမမြင်ဘူးသိလည်းမသိဘူးဒီလိုပဲသွားလာတယ်သွားလာသည့်အတွက်ကြောင့်သူ့မှာလည်းအနှောင့်အယှက်မဖြစ်ဘူးဟိုတသစီဖြစ်နေတာပေါ့နော်အဲ့တော့တကိုးနဲ့အစွမ်းတကိုးရှိတဲ့ပုဂ္ဂိုလ်တွေကြတော့သွားမြင်တာပေါ့အဲ့ဒီလိုဒီလိုအနိပါမနာဖြစ်တဲ့လက်တွေပါတွေကိုကိုကနေပြီးတော့ ုသိုလ်ကောင်းမှုလုပ်ပြီးတော့အမျက်တမ်းပေးဝေရတယ်တဲ့အဲ့ဒါလို့အမျက်တမ်းပေးဝေတဲ့အခါမှာသူတို့ကအေးငါတို့ကိုသူတို့အတိမတ်ပြုကြတယ်ပေါ့တို့နဲ့အတူနေသူအိန္ဒိနာချင်းလို့အိန္ဒိနာချင်းနေသူတို့ကောင်းမှုလုပ်တဲ့အခါတော့ကို့မှာဖြူဝေလုပ်တဲ့အခါတော့ဖိတ်တယ်မိဖြစ်ဆွေဖြစ်လို့လုပ်တော့အိန္ဒိနာချင်းနေကကို့ပေါ်မှာမေတ္တာရှိလာတယ်ဒါလည်းအပြန်လှန်ပဲပေါ့နော်ရက်ွက်တစ်ခုရောက်သွားတယ်ဆိုရင်ဒီရက်ွက်ကလူတွေနဲ့မိတ်ဆက်တယ် အလုံးဘသူပဲဝေဝါဆိုတာသိကြတယ်ဘိတ်ကောင်းစိတ်ကောင်းအနေနဲ့ဖြစ်လာကြတယ်ဖြစ်လာလို့ရှိရင်အဲနှုတ်ဆောင်ပါခြင်းကိုယ်ဆောင်ပါခြင်းဆိုတာဖြစ်လာတာပဲလေအဲ့လိုတူတူမသိဘူးအတိမမပြုတ်ဘူးဆိုတဲ့အခါပါဠိဘာသာပဲနေချင်မှာပေါ့အဲ့လိုတူတူအတိမပြုတ်လိုက်တဲ့အခါမေတ္တာတက်ရောက်မှုတွေဖြစ်လာအဲ့ဒီတက်ရောက်လာတဲ့မေတ္တာဟာကိုယ်အတွက်လည်းကျိုးရှိတယ်ပြည်ညာအတွက်လည်းဒါလောကကွာလည်းဒီတိုင်းပဲလေတဘာဝပဲ ုက္ခကိုင်မဲ့တဲ့ဘုံမှာတူတူမေတ္တာတက်ရောက်သွားတယ်ဆိုကိုယ်ကူညီသူကူညီဖြစ်လာတာပဲလေဒါမေတ္တာရဲ့သဘောအိုက်တယ်အဲ့ဒါလို့မေတ္တာရှိအောင်လဲဆော်ပြတာဒီကုသကောင်မှုလုပ်ပြီးတဲ့အခါမှာပမြရတဲ့ဒီမြတ်တမ်းပေးဝေပါလေဒါကမှတကယ်မင်္ဂလာကိုဖြစ်ပေါ်စေနိုင်တယ်ဟုတ်မင်္ဂလာဆိုဒီမှာကောင်းကျိုးချမ်းသာကြီးကိစ္စကိုဆောင်ရတဲ့ကိစ္စတွေအောင်မြင်တာတို့ကြီးပွားတာတို့ဒါတွေကိုမင်္ဂလာလို့ခေါ်တယ်ကြီးပွားမှုဆိုတာနှစ်မျိုးရှိတယ်ဟုတ် အပြင်ဘက်ကပစ္စည်းဥစ္စာတွေစီးပွားတိုးတက်တာလည်းတစ်မျိုးစိတ်ချမ်းသာမှုတွေရပြီးတော့ကိုယ့်ရဲ့စိတ်အင်အားတွေတိုးတက်တာလည်းတစ်မျိုးပဲပေါ့နော် အတွင်းရောအပြင်ရော တိုးတက်လာမှကောင်းတာဟုတ်ပစ္စည်းဥစ္စာတွေတော့တိုးတက်ပါရဲ့စီးပွားရေးတိုးတက်ပါရဲ့စိတ်ပိုင်းဆိုင်ရာမတိုးတက်ဘူးစိတ်ညစ်စရာတွေနဲ့လုံးနေမယ်ဆိုရင်လည်းကြီးပွားအထုမှုဆိုတာတိတ်ပြီးတော့မဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့ဘက်ဆုံပေါ့တွင်ရောအပြင်ရောနှစ်ခုစလုံးဖွင့်ဖြိုးတိုးတက်လာအောင်စွမ်းဆောင်နိုင်ဖို့ ကုသိုလ်ကောင်းမှုဆိုလောရတယ်ကုသိုလ်ကောင်းမှုလုပ်ခြင်းအပြင်အတွင်အားတွေပြန်ရလာတယ်အပြင်ဘက်ကအားတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါကျတော့ကြီးပွားတိုးတက်မှုဘဝမှာအဆင်ပြေမှုမင်္ဂလာပေါင်းနဲ့ပြည့်စုံမှုဆိုတာအစစ်အမှန်ကိုရရှိလာကြတယ်ရှင်းတော့ကတော့ဘုရားမပွင့်ငင်ရတော့အဲ့လိုမသိဘူးတရပါရလေးတွေကြည်ရရင်မင်္ဂလာရှိတယ်ကောင်းတဲ့အတန်လေးတွေကြားရရင်မင်္ဂလာရှိတယ်ဘယ်နဲ့ခတ်နဲ့မှကောင်းတယ်ဘယ်နဲ့ခတ်နဲ့မကောင်းဘူးနဲ့ဆိုပြီးတော့ချိန်ခါတွေရွေးပြီးတော့လုပ်နေကြတာ အောင်မြင်တာလည်းရှိတယ်မအောင်မြင်တာလည်းရှိတယ်အတွင်းကလေဟင်းနေသည့်အတွက်ကြောင့်နော်ဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်အပြင်ကတော့ဟိုလှအောင်လှထားပါရဲ့ပမာစကားရှိတယ်လေအဲအပြင်ရန်ရှင်မှုချက်အထက်ကနောက်ချိခံချတော့အဲ့ဒါမျိုးတွေဖြစ်လာလူရဲ့စိတ်ဓာတ်ကတော့ဟိုမကောင်းဘူးသို့တော့အပေါ်ရန်ကတော့သူကလှပအောင်လှထားတယ်ဆိုတော့အတွင်းအပြင်ကသာလှပြီးတော့အတွင်းကမလှပဲဖြစ်တဲ့အခါကျတော့ ရေရှိမခံနိုင်ဘူး။အိန္ဒိယနိုင်ငံမှာဆိုခနေ့ထိပဲလေ။ခင်းကမြစ်ထဲသွားရေချိုးရင်ဒုသမအကုသိုလ်တွေအကုန်ပါသွားတယ်ဆိုချိုးနေတော့မယ်။မတန်ချမ်းပါတယ်ဆိုတဲ့အချိန်မှာသွားချိုး။ဒီလွဲမှားတဲ့အလုပ်ကတော့ရှောက်တစ်ချောင်းလုံးရှိနေမှာပဲ။နော်အဲ့ဒီမှာမြတ်စွာဘုရားအဲ့ဒီမှာလည်းဖရာဟောထားတာရှိတယ်။အပြင်တန်ရှင်းမှုမလိုပါဘူးတဲ့ဒီလောက်ကြီးအပြင်ကတော့ကိုယ့်အကူပြင်ကိုတန်ရှင်းမှုနဲ့လုံလောက်တယ်ပေါ့။ တန်ရှင်းရမှာကတော့တကယ်ကိုချင်းတိလာပြေဆုံးအောင်နဲ့ကာယကံတန်ရှင်းအောင်လုပ်ရမယ်ဝစီကံတန်ရှင်းအောင်လုပ်ရမယ်ပြီးတဲ့အခါမှာစိတ်ထတန်ရှင်းအောင်လုပ်အဲ့ဒီတန်ရှင်းမှုကမှတကယ်တန်ရှင်းမှုတကယ်ဆွာအားရှိတဲ့တန်ရှင်းမှုလို့မြတ်စွာဘုရားဟောတယ်အဲ့ဒါကြောင့်မို့လို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့မင်္ဂလာဆိုစီပါနော်တကယ်အတွင်းရောအပြင်ရောကောင်းအောင်လမ်းညွှန်ချက်ပေးခြင်းနဲ့ဖြစ်တယ်ဒါကြောင့်မို့လို့ယခုလိုမင်္ဂလာရှိအောင်ထူစွာအားထုတ်ကြတဲ့အချိန်မှာ အစင်သာဝရမင်္ဂလာရှိအောင်ကောင်းမြတ်တဲ့ကုသိုလ်တရားတွေပွားများအားထုတ်ပြီးတော့မိမိနဲ့မိမိပတ်ဝန်းကျင်ပေါ်မှာမေတ္တာစေရနာတွေထားပြီးလောကန်ဆောင်ရွက်ခြင်းဖြင့်သာဝရမင်္ဂလာကိုရရှိနိုင်ကြမှာဖြစ်တဲ့လူယုံကြည်ပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း